ဩစတြေးလျနိုင်ငံရဲ့ဒုတိယအကြီးဆုံး grass မျိုးရှိအထက်တန်းကျောင်းတစ်ခုမှာဇော်လာဆရဲကပြစ်ခတ်မှုဖြစ်ပွားခဲ့ရာ10ဦးသေဆုံးပြီး12ဦးဒဏ်ရာရခဲ့ပါတယ်။တရံသမားကအသက်20နှစ်အရွယ်ရှိကျောင်းသားဟောင်းဖြစ်ပြီးသူ့ကိုယ်သူလည်းအဆုံးစီရင်သွားတယ်လို့အာဏာပိုင်များကပြောပါတယ်။ပြစ်ခတ်မှုကျိုးလွန်တဲ့အကြောင်းရင်းကိုမသိရသေးပါဘူး။တရံသမားကတရားဝင်ပိုင်ဆိုင်နေလို့ယူဆရတဲ့တနက်ရှိတလက်နဲ့ပြစ်စတိုတလက်ကိုအသုံးပြုခဲ့ပြီး၎င်းတနက်နှစ်လက်ကိုအခင်းဖြစ်နေရာမှတင်စီရမိခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။ဒီနေ့ဟာဩစတြေးလျနိုင်ငံသမိုင်းမှာ ှအမှောင်နေဖြစ်ပါတယ်။အားလုံးတော်လုံးရတဲ့ဖြစ်ဆိုပါလို့ဩစတြေးလျဝင်ကြီးချုပ်ခရစ်ရှန်စတော်ကာကသတင်းတောက်များအားပြောဆိုကာနိုင်ငံတော်ဝန်ထမ်းပူဆွေးခြင်းကာလ၃ရက်သတ်မှတ်ကြောင်းနဲ့ရုံးဌာနအဆောက်အအုံများတွင်နိုင်ငံတော်အလံကိုတဝက်ချထားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။အခင်ဖြစ်တဲ့နေ့စွန်လ10ရက်မနက်10:00နာရီကကျောင်းတွင်ပြစ်ခတ်မှုဖြစ်နေကြောင်းသတင်းရပြီးတဲ့နောက်ရဲတပ်ဖွဲ့ဝင်300ကျော်ကျောင်းသို့ရောက်ရှိလာပါတယ်။အထူးတပ်ဖွဲ့ဝင်များလည်းပါလာပါတယ်။ကျောင်းလုံးကျုံရေးကို18မိနစ်အတွင်းထိန်းနိုင်ခဲ့တယ်လို့ရဲတပ်ဖွဲ့ကဆိုပါတယ်။တရတမားက ကတကူတော်ကျူးလွန်ခဲ့ခြင်းဖြစ်ပြီးတန့်စင်ခဲ့တဲ့တွင်သူ့ကိုယ်သူတက်တည်သွားပါတယ်။ပြည်ထရေးဝန်ကြီးအဆိုအရတနတ်သမားကចောင်းသားဟောင်းဖြစ်ပြီးအတန်းပညာပြီးဆုံးတဲ့အထိမတက်ခဲ့ပါဘူး။ဩစတြေးလျချက်ချင်းဒီအတင်းကအခင်းဖြစ်ွားရာအကြောင်းတို့လူနာတင်ရင်65စီးနဲ့အရေးပေါ်ကဲဆက်ရေးဝန်ထမ်း160နီးပါးဆေလုတ်ခဲ့ပြီးမြို့ခံများအားသွေးလှူဒန်းပေးကြရန်တိုက်တွန်းခဲ့ပါသည်။ 2015ခုနှစ်ဇွန်လမှာလေ Grass မြို့လယ်မှာအမျိုးသားတအူးကလူအုပ်ကိုကားနဲ့ဝန်တိုက်ခဲ့တာကြောင့်၃ဦးသေဆုံးပြီးလူ30ကျော်ထိခိုက်ခဲ့ပါတယ်။